မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်လ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းရံမြို့နယ်မှာရှိတဲ့ခမရ15တိုင်ရင်အပါအဝင်အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာများနဲ့စစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီဘက်ကကိုဦးသေးဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ10ရက်နေ့မှာမြင်းရံမြို့နယ်လေးရွာစုံကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိအထိုင်စခန်းကိုမြင်းရံခရိုင်အမှတ်တရတိုင်ရင်နဲ့မဟာမိတ်တိုင်ရင်တပ်ဖွဲ့များကမြင်းရံခရိုင်အထူးစစ်ဆင်ရေးရဲ့ စစ်စီရေးတစ်ခုအနေနဲ့ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာ၃နိုင်ခန့်ကြာမြင့်ခဲ့ပြီးတော့တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားနဲ့ပြူစောတီ၄ဦးသေဆုံးတာအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စခန်းဆုံးခွာသွားတယ်လို့သိရပါတယ်။တော်လိုင်းရဲတပ်ဖွဲ့များဘက်ကလည်းမြင်းကြံမျိုးနဲ့ပကဖရဲဘော်တအူးမြင်းမြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။ဩဂတ်စ်လ၁၀ရက်နေ့မှာမြင်းကြံမျိုးနဲ့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ၁၅တပ်ရင်းကိုမြင်းကြံခရိုင်အမှတ်တတိုင်ရင်နဲ့မဟာမိတ်တိုင်ရင်တပ်ဖွဲ့များကမြင်းကြံခရိုင်အထူးစစ်စင်ရေးရဲ့စစ်စင်ရေးတစ်ခုအနေနဲ့တရားခွန်မမရှော့တိုက်တုံးနှလုံးနဲ့ ဲ့ပြစ်ခတ်တိုက်ခိုက်ရာအရာရှိရိတ်သားကိုထိမှန်ပေါက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်သား၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ14ရက်နေ့မနက်7:00နာရီကမှမြင်းကြံမြို့နယ်တစ်ပင်ရှိတ်ကျေးရွာကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောထီများကိုမြင်းကြံခရိုင်အမှတ်တပ်တိုက်ရင်နဲ့မဟာမိတ်တိုက်ရင်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သားနဲ့ပြူစောထီအများပြားထိခိုက်ဒဏ်ရာရရှိကာ ခမရ15တရင်အတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ညနေ3နာရီကမှမြင်းကြံမျိုးပေါ်ကပြူစောတိများနဲ့အင်အားပူးပေါင်းကပျော်ပွဲစံပြကြေးရွာကိုထပ်မံစစ်ကြောင်းထုတ်လာတဲ့အတွက်ကြောင့်ပြည်သူ့ကာကွယ်မဟာမိတ်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ထိတွေ့တိုက်ပွဲဟာတနာရီကကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကအရာရှိတအုပ်အပါအဝင်အများပြတေဆုံးခဲ့ပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်အထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဟာဝေစာ120မမ81မမ60မမလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက် ောင်တော်လိုင်းရဲဘော်တအူမစိုးရင်ကဒဏ်ရရှိခဲ့တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များကအကြမ်းဖက်စစ်သားနဲ့ပြူစော်တီပူးပေါင်းစစ်ကြောင်းကိုရှေ့ဆက်မတိုးနိုင်အောင်ဟန့်တားနိုင်ခဲ့ပြီးတော့အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ဩဂတ်စ16ရက်နေ့မှာနထိုးကြီးမြို့နယ်ကမြင်းကြံနထိုးကြီးကားလန်အတိုင်းစစ်ကြောင်းထုတ်လာပြီးတော့မြင်းကြံမြို့နယ်ရွာကြီးကျေးရွာဖယောင်းဝဲအတွင်းမှာနေရာယူတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကို မြင်းကြံခရိုင်အမတ်တဲတိုင်ရင်နဲ့မဟာမိတ်တိုင်ရင်တပ်ဖွဲ့များကဝေအောင်စီးနဲ့တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲဟာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းတ်စစ်သားများနေရာယူတပ်ဆွဲထားတဲ့ဖျားဝင်းအတွင်ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖျားဝင်းအတွင်ကစစ်သားတအူးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းရဲဘော်တအူးမစိုးရင်ကဒဏ်ရာရရှိခဲ့ပြီးတော့မြင်းညာမြို့ပေါ်မှာရှိတဲ့ခမရ15တရင်ကဟော်ဝဇာလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များထိခိုက်မှုမရှိဘဲနဲ့နေမြေရှင်းလင်းပြုလုပ်ကအောင်မြင်စွာပြန်လည်ဆုတ် ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကိုမြင်းကြံ District Army 1801တပ်နဲ့အတူမြင်းကြံခရိုင်အမှတ်1တပ်ရဲမြင်းကြံခရိုင်အမှတ်6တပ်ရဲမြင်းကြံခရိုင်အမှတ်7တပ်ရဲမြင်းကြံခရိုင်အမှတ်9တပ်ရဲမြင်းကြံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မလန်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မြင်းကြံခရိုင်အတွင်းမှာရှိတဲ့ Local PDF မဟာမိတ်တပ်ဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဖြူးမြို့လိပ်ပေါ်ရွာနဲ့စက်ကုန်းရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်ခုနှစ်ဦးတေဆုံးပြီးလူနာတင်ကားများနဲ့စစ်သားအလောင်းများကိုလိုက်ကောက်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ20ရက်နေ့မှာဖြူးမြို့လိပ်ပေါ်ရွာနဲ့စက်ကုန်းရွာကြားစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့များကြားမှာတိုက်ပွဲတွေဖြစ်ပွားပြီးတော့စစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်ခုနှစ်ဦးတေဆုံးခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားများအထိနာပြီးတော့ထိခိုက်မှုများပြားတဲ့အတွက်ပြန်လည်ထွက်ပြေး းသွားပြီးစစ်ကောင်စီတပ်သားများထံကနေပြီးတော့ကြီတချို့နဲ့ကြောဘုတ်အိတ်များတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ကင်းမွန်ချုံရွာတာဖြက်ကလည်းလူနာတင်ကား၃စီးနဲ့အလောင်းများကိုပြက်လက်တက်ထုတ်သွားပြီးတော့တော်လိုင်းတပ်ဖွဲ့များအထိကမရှိပဲမြေမြေရှင်းလေးတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ20ရက်နေ့မနက်ကတိုက်ပွဲမှာစစ်ခွေး9កောင်တည်တယ်။နေ့လယ်ကတိုက်ပွဲမှာလည်းကားနဲ့3កောင်ရှိပြီးစစ်ခွေးလောင်းတွေပြန်တယ်သွားတာအခုလည်းတိုက်နေကြတယ် စက်ကုန်းနဲ့ကုန်းရင်ကျေးရွာမှာပြည်သူ PDF တွေနဲ့စစ်ခွဲတွေတိုက်ပွဲဖြစ်နေတာပါနှစ်ရက်လောက်ရှိနေပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဖြူမြွတ်နယ်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့ဖြူမြွတ်နယ်ပတ်ကဖ drone တပ်ဖွဲ့အာလာဝကစစ်ကြောင်းဒေါင်းဖြူစစ်ကြောင်း drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်သားများနဲ့ပခုတ်ကူနီးပညာတက္ကသိုလ်မှာရှိတဲ့အကြမ်းဖက်စစ်သားများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့တိုက်ခိုက်ခဲ့ရာစစ်သား6ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ20ရက်နေ့မနက်9:00နာရီခန့်ကစပြီးတော့ရေစကြိုမြို့အထက်ကကျောင်းအနီးလမ်းမပေါ်မှာကင်းဆောင်နေတဲ့အကြမ်းဖက်စစ်သား3ဦးကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးစလုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးကင်ဆောင်ထားတဲ့ MA1 အမျိုးအစားတပ်နဲ့တက်လက် MA3 အမျိုးအစားတနက်တက်လက်နဲ့ G3 အမျိုးအစားတနက်တက်လက်တို့ကိုကောက်ယူရန်စူးစမ်းနေတဲ့အချိန်အထွေထွေအုပ်ချုပ်ရေးမှူးယုံနဲ့စိုက်ပျိုးရေးယုံအတွဲမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကဒရဇက်ပစ်ခတ်တဲ့အတွက်ကြောင့်ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ရေစကြုံမျိုးပေါ်အထက်ကတဲ့ကျောင်းအနီးမှာရှိတဲ့စစ်ခွေးသုံးကိုပစ်ခတ်တာတေသွားပြီး MA1 တက်လက် MA3 တက်လက် G3 တက်လက်သွားကောက်ဖို့ကကောက်လို့မရခဲ့ဘူး။အဲ့ဒီနေရာနဲ့မီတာ200လောက်မှာကယုံပေါင်းစုံရှိတယ်။ စိုက်ပျိုးရေးရုံးရှိတယ်အဲ့ဒီထဲမှာစစ်ခွေးတွေကတက်ဆွဲနေတာတက်ဆွဲနေတဲ့အတွက်အဲ့ဒီကနေပြီးတော့ကောင်တာတွေလာနေတယ်ကျွန်တော်တို့ကလည်းစူးစမ်းပြီးတော့ကောက်တယ်ကျွန်တော်ကလေးတယောက်ဆိုရင်၄၀မမလာကြတာဇပွဲကုံနဲ့ကာလိုက်လို့ဇပွဲကုံရောလူရောလက်နက်တွေရောအကုန်လွင့်ထွက်သွားတာလူကတော့ဘာမှမဖြစ်လိုက်ဘူးထိခိုက်ဒဏ်ရာလည်းမရလိုက်ဘူးလို့စောက်တန်း YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပြထားပါတယ်အခုလိုမျိုးတိုက်ခိုက်နေတဲ့အချိန်တွင်းမှာကင်းလက်ထွက်နေတဲ့အကြမ်းတ်စစ်ကောင်စီရဲ့အင်စည်းကားပေါ်ကစစ်သားများကပိတ်ဆို့တိုက်ခိုက်ခဲ့ရာအဲ့ဒီအကြမ်းတ်စစ်ကောင်စီတပ်သားများနဲ့ ထမှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးက၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ရင်းစကြိုပြည်သူစေယုံကြီးကိုတင်ပို့ကုသထားရတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုစောက်တန်း YSO PDF တပ်ဖွဲ့မြင်းကြံ Black Tiger MPD တပ်ဖွဲ့နဲ့ရင်းစကြိုပလပ်ဖအဖွဲ့တကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်ရောက်တိုက်ခိုက်ခံရပြီးတဲ့နောက်အထွေထွေအုပ်ချုပ်ရေးမှုရုံးမှရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့မြို့ထဲနေရာတချို့မှာတပ်ဆွဲနေရာယူထားတဲ့အကြမ်းဖက်စစ်သားများကအနီးနားမှာရှိတဲ့ပြည်သူတွေ နေထိုင်ရာရက်ွက်များအတွင်းကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့ရာ ပြည်သူလေးဦးတည်ဆုံးခဲ့တယ်လို့သိရပါတယ်။အခင်းဖြစ်ပြီးတော့ရုံးပေါင်းစုံဂိတ်ထဲရရောမျိုးတဲကရောလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာပြည်သူလေးဦးတည်ဆုံးတယ်လို့ကျွန်တော်တို့ကြားသိရတယ်။စစ်ခွေးတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရမ်းပြီးတော့ပစ်တယ်လက်နက်ကြီးကြပြီးတော့တည်တဲ့သူတွေရှိတယ်လက်နက်ငယ်ထိမှန်ပြီးတော့တည်တဲ့သူတွေလည်းရှိတယ်လို့စောက်တန်း WS PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပြခဲ့ပါတယ်။အလားတူပဲပခုတ်ကူမျိုးနဲ့ပခုတ်ကူရေးစကြိုးလမ်းမပေါ်မှာရှိတယ်ပခုတ်ကူနီးပညာတက်ကတော်မှာတက်ဆွဲထားတယ်အကြမ်းဖက်စစ်သားနဲ့ရဲများကို 60မမ rocket အလုံး100ခန်းနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YS PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားထားပါတယ်။ August 19ရက်နေ့မွန်းလွဲ2နာရီခန့်က ပခုတ်ကူမြို့နယ်ပခုတ်ကူရေစကြိုးလမ်းမပေါ်ပခုတ်ကူနီးပညာတက္ကသိုလ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်သားများကို60မမရော့ကက်လက်လုံ60မမ80မမစတာတွေနဲ့အလုံးတရာကပြစ်ခတ်တက်ခဲ့ရာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများနေထိုင်ရာဘန်ကာများနဲ့အဆောက်အအုံများတိုက်ရိုက်ထိမှန်ကရဲနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရော့ကက်တွေရော60မမ80မမလက်လုံတွေရောအဆိုင်တွေကလည်းအများကြီးနဲ့တွားပစ်ခဲ့တာကျွန်တော်တို့စီက60အစ်စ်ကသူတို့နေတဲ့အဆောက်အအုံနားကိုကွက်တီတလုံးကြတယ်ရဲနှအုပ်ကတော့ထိခိုက်ဒဏ်ရာရရှိတယ်လို့သတင်းရတယ် ်ဒီနေ့တော့ AR 20လောက်ထပ်မံဖြည့်တင်းထားတယ် GDC ထဲမှာပေါ်လို့ Southern YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Southern YSO PDF MPL တိုက်နယ်၄ပါးကဖဂျန်21 TKGF ရေဟင်းတာလက်နက်ကြီးအညာမုံတိုင်းရေစကြို Revolution Group YRG ပြည်သူအာမန် King Cobra ဒေါင်းကြီးနောင်နဲ့ဒေါင်းစစ်သည်တပ်ဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က60မမလက်နက်ကြီးများနဲ့ပြန်လည်တိုက်ခိုက်မှုတွေရှိခဲ့တော့လဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမန္တရာမြို့နယ်တောင်ပြုံးကြီးကျေးရွာမှာစစ်ကောင်စီအုပ်စုကဥဆောင်ပြီးတော့ကျင်းပခဲ့တဲ့တောင်ပြုံးပွဲတော်အတွင်းမှာစကားများရန်ဖြစ်တဲ့လူငယ်တချို့စစ်ကောင်စီအုပ်စုရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးတော့ပြန်မလွတ်ပေးဘဲစစ်သားတဲ့စုဆောင်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ပြုံးပွဲတော်ကိုနှစ်စဉ်ကျင်းပမြဲအတိုင်းဝါကောင်လာဆန်း၈ရက်ကနေပြီးတော့၁၅ရက်အထိ လပြည့်နေ့အထိဩဂတ်စ်လ12ရက်ကနေပြီးတော့19ရက်နေ့အထိ8ရက်ကြာကျင်းပခဲ့ပြီးတော့အခုနှစ်မှာပွဲတော်ကိုအချင်းချင်းသာကျင်းပနိုင်ခဲ့ကလာရောက်လေပတ်သူရာခနန်းသာရှိခဲ့ပေမဲ့လူငယ်တချို့ဖန်စီပေါ်တာဆွဲတာခံလိုက်ရတယ်လို့ဆိုပါရယ်ပွဲထဲမှာရန်ဖြစ်လို့ဆိုပြီးတော့ကလေးတွေအဖမ်းခံလိုက်ရတယ်သူတို့လက်ထဲဖမ်းမိတဲ့သူတွေကတော့ပြန်မလွတ်ပေးတော့ဘူးစစ်ဘုတ်တန်းခေါ်တယ်ဆိုပြီးတော့ကြေးရွာအုပ်ကြီးတွေကနေတစ်ဆက်မိဘတွေကိုအကြောင်းကြားထားတယ်လို့ဒေသခံတအုပ်ကပြောပြထားပါရယ် ဖမ်းဆီးခံရတဲ့အရေအတွက်အတိအကျမသိရပေမဲ့ပွဲတော်ကာလအတွင်းမှာနေ့စဉ်နဲ့အမျှဖမ်းဆီးပေါ်တာဆွဲခံရတဲ့သူတွေရှိနေပြီးတော့ပွဲတော်ပြီးဆုံးကနေရက်တွေမှာဖမ်းဆီးပေါ်တာဆွဲတာတွေကိုပုံမလုံးဆောင်နေတယ်လို့ဆိုပါရစေစစ်ကောင်စီအုပ်စုဟာတောင်မြုံပွဲတော်စတင်ချိန်ကတည်းကမန္တလေးတောင်မြုံမတရားကားလမ်း မန္တလေးမြို့အထက်ရွှေကျင်ဂိတ်ကနေလာတာမြကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးငွေညှစ်နေတယ်လို့တောင်ကျုံရွာအဝင်ကနေပြီးတော့ဝင်ကြီးကောက်ယူနေတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေကပြောပြလာပါတယ်။ဒါအပြင်စစ်ကောင်စီအုပ်စုကတောင်ကျုံပွဲတော်ကိုလာရောက်သူတွေအားလုံးကိုမှတ်ပုံတင်တွေကိုလိုက်လံစစ်ဆေးနေတယ်လို့ဆိုပါတယ်။တောင်ကျုံအဝင်မှာမှတ်ပုံတင်ပြပြီးတော့ဝင်ရတယ်။ဝင်ကြီးကဆိုင်ကယ်တစ်စီးကို3000ကားဆိုရင်9000ကနေ1000ထိပေးရတယ်။ပြီးတော့ပွဲစည်းထဲမှာရောနန်းနန်းတိုင်းမှာရောစစ်သားတွေပဲရှိတယ်။တောင်ကျုံအဝင်ဂိတ်မှာဆိုင်ကယ်3ယောက်စီးတာတို့အုတ်ထုတ်မဆောင်တာတို့လိုင်းစင်မပါတာတို့ဆိုရင်လဲ သူတို့နဲ့ဘာမှမဆိုင်မဲနဲ့တန်ကြီးကောက်တယ်တချို့လူငယ်တွေဆိုရင်အဲ့နားမှာဒူးထောက်ပြီးတော့ထိုင်ခိုင်းတယ်ပြီးတော့ရိုက်ခံရတဲ့ကလေးတွေလည်းရှိတယ်လို့ဒေသခံတအုပ်ကပြောပြခဲ့ပါတယ်တောင်ကျုံပွဲတော်ဟာမြန်မာနိုင်ငံအတွင်းမှာအစီအကားဆုံးပွဲတော်တစ်ခုဖြစ်ကနိုင်ငံတော်ဝန်ကနတ်ကိုကွယ်ယုံကြည်သူတွေတိတ်နဲ့ချီပြီးတော့လာရောက်လေ့ရှိတယ်လို့သိရပါတယ်အခုနှစ်မှာတော့ရိုးရာအရမဖြစ်မနေလာရောက်မဲ့သူတွေပွဲတော်ကိုအဓိကလာရောက်ကြပြီးတော့လူမစီဘူးလို့ဒေသခံတွေကပြောပါတယ် အရင်တော့ပုံမှန်စီလို့ရှိရင်ပွဲတော်ရက်၂ရက်နေဆိုရင်စီပြီ၁ရက်နေဆိုရင်တော်တော်များများဆိုင်းနေရောက်နေပြီအခုကခစ်ကမကောင်းတော့မနေ့ကကိုမစီပါဘူးမနေ့ကကို၁ရက်နေလောက်ကမစီဘူးလို့တောင်ပြုံးပွဲတော်ရက်အစီကားဆုံး၄ရက်တခုဖြစ်တယ်ဝါကောင်လာဆန်း၁၇ရက်ချိုးတော်ရီ၃ပွဲနေမှာတော့မှလူမစီကားဘူးလို့တောင်ပြုံးရွာကန်တအုပ်ကဩဂတ်လ၁၆ရက်နေ့မှာပြောကြားထားပါတယ်မတရားမြို့နယ်အတွင်းမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အပြင်စစ်ကောင်စီအုပ်စုကပေါ်တာဆွဲပြီးဖမ်းဆီးတာတို့ခရီးသွားလာဖို့အတွက်73စီဝင်မရတာတို့စတဲ့အခက်အခဲတွေကြောင့် ွဲတော်ကိုလာရောက်လဲပတ်သူတွေမရှိတာဖြစ်မယ်လို့ဒေသခံတွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကိုအောင်ရွာဖုန်ကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီကလေကျောင်းကနေဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူ၃ဦးသေဆုံးပြီးဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ20ရက်နေ့မွန်လွယ်ပိုင်းမှာနထိုးကြီးမြို့နယ်ကိုအောင်ရွာဖုန်ကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကလေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်တန်ကားတပားအပါဝင်ပြည်သူအများပြားထိခိုက်ဒဏ်ရာရရှိကပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ20ရက်နေ့မွန်လွယ်ပိုင်းက နထိုးကြီးကွန်းအောင်ရွာမှာတိုက်ပွဲမဖြစ်ဘဲနဲ့စစ်ခွဲတွေကလေရင်နဲ့ဘုံလာကျဲသွားတယ်အဲ့ဒီရွာမှာစစ်ရှောင်နေတဲ့ပြည်သူတွေလည်းပြေးနေရပြီးတော့ကျွန်တော်တို့ကနအူးတိထားရတာကတော့ကျေးရွာနေပြည်သူ9ဦးနဲ့ဖုန်ကြီးတစ်ပါးထိတယ်ပြည်သူ3ဦးတိတ်ဆုံးတယ်ဒဏ်ရာရတဲ့သူတွေများတယ်အတိအကျတိရဖို့ကိုထပ်မံပြီးတော့စုံစမ်းနေပါတယ်လို့ဒေသခံပြည်သူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလပီတင်ဆက်ပေးရမယ်သတင်းကတော့ရန်ကုန်မြို့မှာရှိတဲ့ဈေးဝယ်စင်တာများမှာပဲစီအပါအဝင်စားသုံးစီများအယောင်ပြတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စားစီတွေကပြတ်နေပါတယ်လို့စစ်တီမတ်ကရန်ဝယ်နယ်တအုပ်ကပြောကြားထားပါတယ်စစ်တီမတ်အပါအဝင်ဂမုံပွင့်စင်ကေဟာစတဲ့ဈေးဝယ်စင်တာများမှာလည်း ရောင်းချရန်စီမရှိဘူးလို့သိရပါဗျ။စီကရောက်ရင်လည်းချက်ချင်းကုန်တယ်။ဒါတောင်မှတယောက်ကိုနှစ်ဘူးနှုတ်နဲ့ရောင်းပေးနေတာလို့တမိုင်းစစ်တီမက်ကဝန်ထမ်းတို့ကပြောပြထားပါဗျ။လက်ရှိမှာဈေးဝယ်စင်တာများမှာဒါမှကရက်ွက်များအတွဲမှာရှိတဲ့ဈေးဆိုင်များမှာလည်းအမေထွားရန်ကုန်စတဲ့ပဲစီတပ်များဝယ်ယူလို့မရတော့ကြောင်းကမာရွတ်မြို့နယ်မှာနေထိုင်သူတို့ကပြောပြထားပါဗျ။ဒါအပြင်ဈေးနှုန်းအနည်းနဲ့လည်းစီအမျိုးအစားလိုက်တပိတ်တာကိုကျပ်9000ကနေပြီးတော့8000ကန်းအထိမြင့်တက်သွားကြောင်း၎င်းကပြောဆိုထားပါဗျ။ ဒေါ်လာဈေးစံချိန်တင်မြင့်တက်ပြီးတဲ့နောက်မှာဈေးကွက်အတွင်းမှာစီအပါဝင်အစားအသောက်အသုံးဆောင်များလည်းဈေးနှုန်းများမြင့်တက်လာပြီးတော့ဈေးဝယ်စင်တာများမှာခောက်ဆွဲချောက်လိုမျိုးအချောက်အချမ်းများလည်းရောင်းအားကောင်းနေတာကိုတွေ့ရပါတယ်။အခုကအပြင်မှာထက်စစ်တီမတ်တွေကပိုတောင်မှတက်တာကျင်းနေတယ်။မျက်လုံးခောက်ဆွဲတော့ဆိုရင်ရက်ကွက်ထဲမှာတထောင်တောင်ဝယ်နေရပြီ။စစ်တီမတ်မှာက900ပဲရှိတယ်လို့အင်ရှင်မတို့ကပြောကြားထားပါတယ်။ဈေးဝယ်စင်တာများမှာလည်းကုန်ပစ္စည်းဈေးနှုန်းများဟာကျန်ွေတန်ဖို့အတက်အကျပေါ်မူတည်ပြီးတော့ပြောင်းလဲနေပြီးတချို့စင်တာများမှာ ပစ္စည်းတစ်မျိုးကိုနှစ်ခုသာဝယ်ယူရန်သတိပေးစာများကိုကတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ